နှောင်းနဆက်ငါးခုနှစ်ကိုကုံတော့မယ်အင်္ဂါသာသမီးမိတ်ဆွေတွေကန်ရှင်တွေဘလို့ရှိလဲနှောင်းနဆက်ငါးခုနှစ်ဟာမိတ်ဆွေအင်္ဂါတို့အခုဆိုလို့ရှိရင်နိုဝင်ဘာနောက်လဆိုရင်ဒီဇင်ဘာကိုရောက်ပြီအဲဒီဇင်ဘာကိုရောက်ပြီဆိုတော့မိတ်ဆွေအင်္ဂါသာသမီးများအနေနဲ့နှောင်းနဆက်ငါးခုနှစ်ဟာမိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလားသို့မဟုတ်ရင်ကံညံ့တဲ့နှစ်များဖြစ်ခဲ့သလားဆိုတာဆရာကိုမှန်းပြကြပါဦးဒါအပြင်အင်္ဂါသာသမီးမိတ်ဆွေတွေအနေနဲ့ဆရာငယ်ဟောစရာနေတိုက်ဆိုင်ရလားဆိုတာလည်းဆရာကိုမှန်းပြောမိ နာရော26ခုနှစ်အတွက်ဆရာငယ်နားမှာတနစ်စာဟောစရာလိုချင်တဲ့မိတ်ဆွေများဆရာရှင်မှာမှာလို့ရပါပြီခင်ဗျာနာရော26ခုနှစ်အတွက်တနစ်စာဆရာ1389ကိုကုန်ပြီ88ကြာရင်တော့ဗမာတကြံကုန်ကနေကြာရင်တော့ဆရာတနစ်စာဟောစရာနေမပြီးတော့ဘူးအဲဆရာဟိုတကြံစာဟောစရာနေရောအဲပြီးတော့ခါကြတော့ဟိုတကြံစာဟောစရာနေရောဏီသားတစ်ခုဂျင်းစီရောဆရာရိုက်အောင်မှာဆိုတဲ့အတွက်မိတ်ဆွေတို့နေနဲ့ဆရာက9020 6ခုနှစ်တော့ကိုပဲဆရာအင်္ဂလိပ်ခုနှစ်ကိုပဲခရစ်နှစ်ကိုပဲဆရာပေးလိုက်တော့မယ်ခရစ်နှစ်မှာတနစ်စာဟောစရံမှာလို့တဲ့ဆရာငယ်မိတ်ဆွေများတချို့မနစ်ကမရလိုက်ဘူးဆိုတဲ့မိတ်ဆွေများဒီနှစ်ကိုတော့ဆရာကိုကြိုတင်စင်းသွင်းပေးပါခင်ဗျာဆရာဟောစရံကိုတော့တယောက်ချင်းစီအချိန်ပေးပြီးတော့ဆရာရေးနေပေးရတာဖြစ်တဲ့အတွက်တနစ်စာဟောစရံကိုဆရာမိတ်ဆွေတို့အနေနဲ့အင်္ဂါသမီးမှာမဟုတ်ဘဲနေသားမဆို 6ခုနှစ်အတွက်တနစ်စာဟောစာမှားခြင်းနဲ့ဆိုရင်မှနစ်ကဈေးတိုင်းပါပဲတယောက်ကို9000ကျပ်ပါအဲလအလိုက်ကြမ်းပါစီဝိုင်းလူမှုရေးအစလို့အဲလအလိုက်ဆရာတို့6ရန်ဆောင်ရန်အကျိုးပေးကဏ္ဍအကျိုးပေးအရာနေအပြင်ကိုတနစ်စာဟောစာနေပါအပြင်ဆရာကရေတရားတွေပါဒီနှစ်ကိုဆရာဘာလက်ဆောင်ထည့်ပေးလိုက်မလဲမေးဘူးတဲ့သူကတော့သိပါလိမ့်မယ်ဆရာငယ်နောက်မှာတနစ်စာဟောစာလိုချင်တဲ့မိတ်ဆွေများစီးရင်တော့ကြိုပေးထားပါခမရတိုးတော့ဆရာရမရတော့ပြန်ဆက်သွယ်ပေးပါမင်းနဲ့ဆရာအေးအေးစစ်စစ်အချိန်ပေးပြီးရတာဖြစ်တဲ့အတွက်တော့အဲ့ဒါလေးတခုကိုတီးခံပေးဖို့လိုအပ်ကြောင်းဆရာကပြောရင်းနဲ့ကောင်းပြီ ဒီနှစ်2025ခုနှစ်မှာဆိုရင်တော့အင်္ဂါသာသမီတဲ့အင်္ဂါသာသမီမိတ်ဆွေတွေကတော့အရင်ကြီးထု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 တော့အပြောင်းလဲဖြစ်မှာမဟုတ်ပါဘူးပြီးခဲ့တဲ့2024ရလောက်တော့ညံ့ခဲ့တာမဟုတ်တာဖြစ်တဲ့အတွက်အင်္ဂါသာသမီမိတ်ဆွေတို့နေ2025ဟာမိတ်ဆွေတို့အတွက်တော့အဲအခုလက်ရှိအချိန်မှာဆိုရင်တော့မိတ်ဆွေတို့ဘလို့ဖြတ်တန်းနေရသလဲတေချာတဲ့အင်္ဂါသာသမီမိတ်ဆွေတွေကမိတ်ဆွေတို့ရဲ့ရင်ထဲမှာကိုကဘာကူမှတေချာတဲ့ဂယူးဆိုင်ချင်းနေဘာကူမှစိုးရိမ်ချင်းနေတော်ုံတန်ယုံ အဲမိတ်ဆွေတို့အနေနဲ့ဘာကူမအသိပြီးတော့အဲမကျင်နှစိတ်တွေဘာကူမစူးရင်ပူပန်မှုတွေတိတ်ရှိတော့မှမဟုတ်တဲ့အပြင်ကိုအဲလောကရန်ကို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 ရင်ဆိုင်သွားနိုင်တဲ့သူမျိုးတွေဖြစ်လောက်ပြီးကိုကိုကိုငါတိချက်ပို့ပြီးတော့အဲစူးစမ်းနိုင်တဲ့ပုံကိုယ်တွေဖြစ်လောက်ပြီးငါတိချက်ပို့ပြီးတော့အဲအဆင်ပြေအောင်စူးစမ်းနိုင်တဲ့ပုံကိုယ်တွေငါတိချက်ပို့ပြီးတော့အဲလောကရန်ကိုခံနိုင်သွားပြီဆိုတဲ့ပုံကိုယ်မျိုးတွေဖြစ်မှာအသေးချာပဲဖြစ်တယ်သူအပြင်အင်္ဂါသမီးမိတ်ဆွေတွေဟာဒီ2020 ၅ခုနှစ်မှာတော့မိတ်ဆွေတို့အနေနဲ့လက်ရှိကံရှင်တွေကရှိနေတဲ့အတိုင်းတားလေးကိုပြန်ပြီးတော့တစ်ချက်ပြန်သုံးသပ်ကြည့်ရမှာ။ မိတ်ဆွေအင်္ဂါသားသမီးတွေက2025မှာလက်ရှိအတိုင်းတာကဆရာကြီးအစဉ်ပြေနေတယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့တခြားတဲ့လက်ရှိအတိုင်းတာထနိုင်ကြသွားနိုင်စရာဘာမှမရှိတော့တဲ့နှစ်ဖြစ်တယ်။ထို့အတူပဲဒီချက်ပို့ပြီးတော့မိတ်ဆွေတို့ဆရာကြီးကျွန်တော်ကျမတို့ကတော့ဒီတစ်နှစ်ကကံကောင်းခဲ့ပါတယ်ဆိုရင်လည်းတခြားတဲ့မိတ်ဆွေကံကောင်းမှုတွေကိုရှေ့တိုးပြီးတော့ဒါထိမ့်သွားပါလက်ရှိရှိနေတဲ့အနေထားတတ်တော့ညံ့နိုင်စရာလက်ရှိရှိနေတဲ့အနေထားတတ်တော့ဆုံးဖြတ်မှုတွေ အောက်ကိုတစုပ်ထိုးကန်ဟာ destroy ဖြစ်သွားနိုင်စရာတထဝါလိုမျိုးလုံးဝပျက်စီးသွားနိုင်စရာ dig ဖြစ်သွားနိုင်စရာတော့ဘာမှမရှိတော့တာအသေးချာပဲဖြစ်တယ်။သို့တော့မိစုတို့တိကြဖို့လိုတာပေါ့ကန်ဆိုတဲ့နေရာမှာလဲကိုကတော့ကန်ကိုကောင်းမွန်အောင်အဲကံညာဝရိယသုံးပါနဲ့ဘေဒင်ဆရာကကံကောင်းမယ်ပြောတော့လဲမိတ်ဆွေတို့ကကံစားတာကိုကိုကအဲရားတယ်ဗျာနော်ဘေဒင်ဆရာကကံကောင်းမယ်ပြောတော့များလဲကိုကကံစားတာကိုလုံးဝမှတမဟုတ်တို့ကြီးညံ့သွားအောင်လုံးဝမှကိုကိုကိုအဆင်မပြေအောင်တော့ အဲဥမာပေါ့အလောင်းကစားတွေတောက်စားမှုရပျော်ပါနေတာမျိုးမှမဟုတ်လို့ရှင်တော့မိတ်ဆွေတာမန်ယူကြလုံနေတိုင်းထပ်ပို့ပြီးတော့တောင်တိုးလို့လို့ရပါတယ်တိကျနှိမ့်ကြသွားနိုင်စရာတိတက်စိုးရိမ်နိုင်စရာတိတက်ကြာချုံးသွားနိုင်စရာတော့ကျွန်တော်အနေနဲ့ဒီ2025ခုနှစ်ဟာမမြင်တဲ့အပြင်ကို2026ကိုဆရာတို့အဲဇန်နဝါရီ ဖေဖော်ဝါရီမတ်လလောက်ထိကိုဘာမှစိုးရိမ်စရာမရှိပဲဖြတ်တန်းလို့ရတယ်လက်ရှိရှိနေတဲ့အနေထားဟာလက်ရှိရှိနေတဲ့အနေထားတော့ညံ့သွားစရာမရှိပဲနဲ့ရင်းနှီးစရာရှိတာလှုပ်ဆောင်စရာရှိတာချီတိုးဆောင်ရလှုပ်ဆောင်လိုက်ပါဘာမှကိုစိုးရိမ်စရာဘာမှကိုညံ့နိုင်စရာဘာမှမတွေ့ရဘူးသို့တော့လက်ရှိမှာအစမပြေခက်ခဲနေတဲ့မိတ်ဆွေများဒီကာလဟာဆရာတို့ဒီဇန်နဝါရီ အဆိုရီဟိုဒီဇင်ဘာ12ရက်နေ့လောက်ကနေပြီးတော့ဆရာတို့မတ်လအတော်အတွင်းမတ်လ22ရက်နေ့လောက်အတော်အတွင်းထိကိုမိတ်ဆွေတို့အနေနဲ့ဘာကုန်းမစိုးရေရဲကြီးဆုံးဖြတ်ရေရဲကြီးလုပ်ပြီးရေရဲကြီးတက်ပြီးတော့လှုပ်ဆောင်စရာရှိတာကိုဒီ2025ခုနှစ်မှာအဖတ်တင်အောင်တနည်းအားဖြင့်ပြောရရင်တကူးလမရောက်ခင်အတိုင်းတာတကူးအထိကိုအဖတ်တင်အောင်စ조사ဆုံးဖြတ်ဆောင်ရွက်တင်တယ်လို့မြင်တယ်။ဒါကြောင့်မလို့အင်္ဂါသားမိတ်ဆွေတွေအနေနဲ့ဘာကုန်းမစိုးဦးရင်ချမ်းမြေဝယ်ဖို့ကိစ္စများစဉ်းစားနေသလား။တိတ်ပြီးတော့ရှည်ရှည်ဝေးတိတ်လုံနေတယ်ဝယ်ပြလိုက်။နေရာထိုင်ခင်းကိစ္စအပြောင်းအရွှေ့အတွက်စဉ်းစားနေလား။ချီတို့ဆောင်ရွက်လှုပ်ဆောင်လိုက်။စပစီ ကိစ္စစားသောက်ဆောင်ကိစ္စစံစီစိစဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေလုပ်ငန်းတိုးချဲ့လုပ်ဆိုင်ခြင်းတွေအစုရှယ်ယာစုရင်းနဲ့ပတ်သက်တာတွေဘာကိုမဆိုချိတိုးဆောင်ရွက်လုပ်ဆောင်ပါဒါဆိုရင်အားသာတိုးတက်ပြီးတော့ကံကောင်းနိုင်တဲ့ကာလအဖက်တင်နိုင်တဲ့ကာလဖြစ်ပြီးလက်ရှိရှိနေတဲ့နေရာထက်နှိမ့်ကျသွားနိုင်ကြ စူရီနေစရာဘာမှမရှိဘူးသို့သော်ဆရာပြောတဲ့မတ်လ20နှစ်အနောက်ပိုင်းကြရင်တော့မတ်လလေနောက်ပိုင်းလောက်ကြရင်တော့ကံကတမျိုးတစ်ပုံပြောင်းလဲလာလေဦးမယ်တမျိုးတစ်ပုံပြောင်းလဲလာမယ်ဆိုတော့အဲ့ဒီချိန်ကြရင်တခြားပြန်ပြီးတော့ဆရာကပြန်ပြောပြီးမယ်သို့သောအင်္ဂါသာသမီးတွေကလက်ရှိကန်ဆာတာရှင်တွေကဘာကိုမဆိုရှေ့တူဆောင်ရလှုပ်ဆောင်တဲ့နှစ်လှုပ်ဆောင်တဲ့အပိုင်ရှားကာလာကိုရောက်တဲ့အတွက်အခု TV ကိုမိတ်ဆွေမျိုးကြည့်နေတဲ့မိတ်ဆွေအင်္ဂါသာသမီးတွေအနေနဲ့ကံကိုဘာကိုမဆိုရှေ့တူဆောင်ရလှုပ်ဆောင်တဲ့ကံရဲ့အဲ ဖိမမှုထောက်ကူမှုဒီထက်နှိမ့်ချသွားနိုင်စရာလက်ရှိရှိနေတဲ့အနေအထားထက်ကြာချုံးသွားနိုင်စရာဘာမှမရှိတော့တဲ့အနှစ်ဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီဆရာတို့အဲဒီဇင်ဘာက ဇန်နဝါရီဖေဖော်ဝါရီလအတွင်းမှာဘာလို့မဆိုအရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်ဆောင်ရွက်ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင်ဒီထက်နှိမ့်ချသွားနိုင်ကြမှာရှိဘူး။တူနီမဟုတ်ဆရာကြီးကျွန်တော်ကျမတို့ကတော့အစင်မပြေတဲ့သူတွေအဲကျွန်တော်တို့ကတော့ဒီတစ်နှစ်ကဘယ်ကနေဘလို့စရမှန်းမသိတဲ့မိတ်ဆွေများလဲအပြောင်းလဲလေးနဲ့ရုန်းကန်လိုက်တဲ့နှစ်ဖြစ်တယ်။အပြောင်းလဲနဲ့ရုန်းကန်တဲ့နေဆိုတော့ဘလို့ရုန်းကန်တဲ့နာတို့အာလက်ရှိရှိနေတဲ့နေရာကြီးအလုဟောင်းလုံငန်းဟောင်းယူဖတ်တွယ်ညှိတွယ်နေတဲ့သူမျိုးသားဖြစ်ပါလိမ့်မယ်။အလုဟောင်း လုပ်ငန်းဟောင်းကြီးကိုဖတ်တွေ့ညှိတွေ့နေတဲ့လူမျိုးတွေဖြစ်တဲ့အတွက်အပြောင်းလဲနေပေါ့လုပ်ငန်းပြောင်းဖို့အတွက်ဆိုရင်ချီချီဝေးသိစဉ်းစားနေတယ်ပြောင်းလဲနေရာတိုင်းကပြောင်းလဲနေဆိုလှုပ်လှုပ်ချာချာရုန်းကန်ကြည့်ကြည့်ပါတေချာပါတယ်မိတ်ဆွေတို့အတွက်တခုခုတော့ထူးခြားမှာငါကအစင်မပြေတာထက်စာရင်တော့နေရာလေးတခုတန်းလေးတခုအစင်တန်းလေးတခုတော့ရရှိလာမှာအသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေငါသားသမီးအစင်မပြေတဲ့ခက်ခဲတဲ့မိတ်ဆွေများရုန်းကန်ကြည့်ပါလက်ရှိငါကနေရာဟောင်းကြီး လုပ်ငန်းဟောင်းကြီးကိုဖတ်တွေ့နေတာမျိုးဥမာအိမ်ထောင်ရှိတဲ့မိတ်ဆွေများဖို့ကလည်းအိမ်ထောင်ကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးတယောက်နဲ့တယောက်တူးနဲ့တူးကမျက်နှာချင်းဆိုင်ကိုပြဿနာတက်နေတာမျိုးတယောက်နဲ့တယောက်နားလည်မှုလွဲနေအပြောင်းလဲလေးနဲ့ဆုံးဖြတ်ချက်တခုကိုကရမ်းကြီးရှစ်လို့အလိုလိုက်ပြီးတော့ လောက်လောက်ပေးနေတာမျိုးအင်္ဂါသာသမီးလူငယ်တွေအရှိန်နဲ့ပတ်သက်ရင်လေကိုကအရန်ကြီးချစ်လို့မှများပြီး long time relation လို့သွားနေရမိတ်ဆွေများကိုကအချိန်ကြာကြီးတယောက်နဲ့တယောက်တယောက်တွဲနေတာထက်စားလို့ရှိရင်ငကူကတော့သူ့ကိုချစ်တယ်သို့တော့ညက်ဆဲမဲ့ပြက်ဆဲမဲ့ဆိုတဲ့စကားမျိုးပြောပြီးတော့မှငါအစ်စ်တွေ့နေတာမျိုးလောက်ကြည့်ဒါဆိုရင်အေးဆက်နေတဲ့အချိန်ကြီးတွေတုံးနဲ့တူတယောက်နဲ့တယောက်ပြောက်ကွယ်နေတဲ့နှွေးထွေးမှုတွေတုံနဲ့တူအိမ်အောင်ကြီးမှဆိုရင်လဲနားလဲမှုလေးတွေ ATS ဖြစ်နေတဲ့အခြေအနေလေးတွေမှာအိမ်အောင်တစ်ခုမှလဲ တယောက်နဲ့တယောက်နွေးထွေးမှုငြိမ်းချမ်းမှုတွေအားနည်းနေတဲ့အင်္ဂါသားသမီးဆွေများအပြောင်းလဲလေးဖြစ်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်ငကိုကတုံးနဲ့တူတော်တိတော်တိလေးပဲဒီတိုင်းလေးသွားနေတဲ့မိဆွေများအဖို့ကတော့ချစ်တူပြီးတော့ဆုံးဖြတ်ဆောင်ရွက်လှုပ်ဆောင်ကြည့်ပါဒါဆိုရင်သိကြတဲ့အပြောင်းလဲနဲ့ချိန်ကျအားတာမှုတွေတူတက်မှုတွေရရှိလာမှာအသေးချာပဲဖြစ်ပြီးတော့ငကိုကတုံတိယုံကြည်အဲငကိုကအချစ်တွေအားနည်းနေတဲ့သူများအဖို့ဆိုရင်တော့လက်ရှိကာလအတိုင်းမှာချစ်တူပြီးတော့ အားသာနိုင်စရာအကောင့်ဘက်ကိုသွားစရာအကောင့်ဘက်ကိုရောက်ရှိနိုင်စရာချိန်တိုးပြီးတော့ကံရဲ့တိုးတက်မှုရရှိနိုင်စရာကာလဖြစ်တဲ့အပြင်မိတ်ဆွေကံကောင်းနေတဲ့မိတ်ဆွေများဖို့ရတယ်ကံကိုတိုးတက်အောင်ထိမ့်သိမ့်သွားဖို့လိုအပ်ပါတယ်ဒါအပြင်2020 ငါခုနှစ်ရကံတွေကိုကောင်းမွန်စေဖို့အတွက်အင်္ဂါသားသမီးတွေဘာကိုလောက်တင်တယ်လဲဆိုရင်တော့မိစေအင်္ဂါသားသမီးတွေအနေနဲ့ဘာမှတော့ဆူဆူဝေးမလဝေးညံ့နေတာတွေဘာတွေရှည်ဝေးမရှိဘူးတကယ်လို့မှမိစေတို့အနေနဲ့အဲအင်္ဂါသားသမီးများအနေနဲ့ကန်စတာတက်စီရန်အတွက်ဆိုရင်တော့ဆံငယ်နှစ်ကုန်ကန်ကြီးကတင်တယ်သို့မဟုတ်ရင်လည်းဆရာအရင်နှစ်တည်းကတင်ထားတယ်အမိန့်ပြန်တန်ရေရီယာဆိုတာလေးရှိတယ်အမိန့်ပြန်တန်ရေရီယာလေးရှိတယ်မိစေတို့အနေနဲ့အမိန့်ပြန်တန်ရေရီယာလေးကိုလိုက်လှုပ်တာမျိုးဖြစ်စေပြက်ကရင်ရေရီယာလေးကိုလိုက်လှုပ်တာမျိုးဖြစ်စေလောက်ကြည့်တင်တယ်လို့ဆရာကအကြံပေးလို့တယ်အင်္ဂါသားသမီးမိစေတွေကတော့ဆရာနဲ့တော်တော်လေးရင်းနှီးတယ်ဆိုတော့ ြောเสียတော့လိုတော့မှမထင်ပါဘူးတခါအင်္ဂါ GP မှာတော့အဲဆရာငယ်အင်္ဂါစရီကောင်းကုန်မကောင်းဘူးဆရာကြားဖြတ်ပြောလိုက်ရှင်တည်းအင်္ဂါဒီကောင်းကုန်မကောင်းဘူးဆိုတော့ကောမန်နေမှာတယောက်ရှိပါတယ်ကောမန်လေးကဆရာငယ်ရဲ့ဟိုဟာတွေလိုက်ကြည့်တယ်သူကအင်္ဂါဆိုအကောင်းပြောတယ်ဆိုတာဆရာကအားလုံးကိုကောင်းစေချင်တာပါခင်ဗျာတို့တော့အဲဒါလေးတစ်ခုလည်းဆရာပြောလို့ပါတယ်တို့အပြင်အင်္ဂါသားသမီးမိတ်ဆွေတွေနေနေရတော့ဒီနှစ်ကစကားတွတ်တွတ်ဂလာမင်နာရောင်နဲ့ဆက် ငါခုနှစ်တည်းမှာကန်နေစကားနေအားနေခဲ့ရင်တော့မှမိတ်ဆွေတို့အနေနဲ့ငါတို့26မှာတော့သိကြတဲ့အဲချီတိုးပြီးတော့အပြောင်းလဲလေးနဲ့အတစ်တိုးရှက်ပြီးလှုပ်ဆောင်ကြည့်မိမိလုံးနေတဲ့နယ်ပယ်ကြီးတစ်ခုအနေပြီးတော့အစင်မပြေမှုတွေရရှိနေတယ်ဆိုရင်တော့နယ်ပယ်အတစ်ကလေးတစ်ခုခုချင်းချက်တစ်ခုခုအပြောင်းလဲလေးတစ်ခုခုနဲ့ရုံးကန်ကြည့်ပါလှုပ်လှုပ်ရှားရှားနဲ့သိကြတဲ့အားသာတော့ပါလိမ့်မယ်အနည်းဆုံးတော့ဗျာခရီးလေးတစ်ခုထွက်ကြည့်လိုက်တာမျိုးသို့မဟုတ်လို့ရှိရင်တော့အပြောင်းလဲလေးတစ်ခုနဲ့နေရာထိုင်ခင်းတစ်ခုခုနဲ့ပုံမြင်နေတဲ့အမြင်လေးတစ်ခုခုကိုပြောင်းလဲပြီးတော့အခြားနေရာတစ်ခုမှဒီလိုလေးတော့မြင်ပါလားဆိုပြီးတော့အပြောင်းလဲလေးနဲ့မြင်ကြည့်လိုက်ပါ သိချပါတယ်အင်္ဂါသာသမီးမိတ်ဆွေတွေကိုအပြောင်းလဲနဲ့ထူးခြားမှုနဲ့ကံကောင်းမှုတွေတိုးတက်မှုတွေရရှိစေမှာအသေးချာပဲဖြစ်ပြီးအင်္ဂါသာသမီးတွေက2026ထဲမှာမိတ်ဆွေတို့အနေနဲ့ကန်ဆာတာတက်စီဖို့အတွက်တိုးတက်စီဖို့အတွက်ဆိုရင်တော့ဘာမှမလိုအပ်ပါဘူးခင်ဗျာဆရာတို့ဂတ်ထုဆာရွက်လေးတစ်ခုပေါ့နော်ဂတ်ထုဆာရွက်လေးတစ်ခုမှာအဲဂတ်ထုဆာရွက်လေးတစ်ခုမှာဆရာတို့3ကန်လို့ပုံစံလေးဆွဲလိုက်3000ပါမယ်3ကန်လေးပုံစံလေးဆွဲလိုက်ဆွဲပြီးသွားလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ပတ်စံရည်အတွင်းမှာအဖြူရောင်ဂတ်ထုဆာရွက်ကလေးတစ်ခုပေါ့မှာနော်3ကန်လို့လေးဆွဲလိုက် သရိကံလို့လေးဆွဲပြီးတော့ခါကြတော့သရိကံဆိုတော့မိတ်ဆွေတို့အနေနဲ့တောင်းဟာလဲကွက်တိကြရမယ်ပေါ့နော်အဲ့ဒီအွှွန်နဲ့တောင်းနဲ့သရိကံလို့ပုံစံလေးကွက်တိကိုကြရမယ်ကြပြောဒီလိုမျိုးပေါ့နော်သရိကံလေးကိုဆွဲဆွဲပြီးသွားလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲ့ဒါကဆရာတို့အဲဒလောက်လောက်တူလေးပဲလိုအပ်ပါတယ်ဒလောက်လောက်တူလေးပဲလိုအပ်တယ်အဲဒလောက်လောက်တူလေးပဲလိုအပ်တယ်တလက်မပတ်လေလောက်ပေါ့နော်အဲ့ဒါလေးကိုသရိကံလေးကိုစိုက်ကြကြခိုက်ကြကြလေးဆွဲလိုက်ဆွဲပြီးသွားလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲ့ဒီရဲ့အဖြူရောင်ကတုစာရကလေးကိုပလတ်စတစ်လေးလောင်းလိုက်ပလတ်စတစ်လောင်းပြီးတော့မိတ်ဆွေရဲ့အိတ်ခက်အတွင်မှာဖြစ်စေပတ်စံအိတ်အတွင်မှာဖြစ်စေစောင့်သွားပါထူးထူးရှားရှားနဲ့အတိုက်ခိုက်တွေကင်းပြီးအဆင် ပြင်းမှုတွေရရှိလာမှသိကြပါတယ်။ဒါ့အပြင်ကန်ဆာတာတိုးတက်မှုတွေနဲ့2026ရဲ့ကံရဲ့အာသာမှုရရှိပြီးတော့အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ဒီကြတဲ့မိတ်ဆွေတို့2026မှာကန်ဆာတာတွေတိုးတက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့မိမိတို့အနေနဲ့မိမိရဲ့အိမ်ရဲ့နော်အချစ်ဘက်အရမျက်နာဘက်ကိုလဲအချစ်ဘက်ဆိုတာမသိရင်နေထွက်တဲ့အရဘက်ကိုလဲပြီးတနေ့ကိုသူမဟုတ်ရင်တစ်ဘက်ကိုတစ်ခါလောက်နေထွက်တဲ့အရကိုမျက်နှာမူပြီးတော့ဗုဒ္ဓအောင်ပြီဆိုပြီးတော့လက်ခုပ်ကလေး၃ချက်နော်တစ်ခါယူရင်ဗုဒ္ဓအောင်ပြီဒီလိုလေး ဗုဒ္ဓအောင်ပြီဆိုပြီးလက်ခုပ်လေး၃ချက်လောက်တီးလိုက်ပါဒါဆိုရင်မက်ရှိတို့ရဲ့ပိတ်နေတဲ့လက်တွေကိုယ့်ရဲ့ကံကြမ္မာဇိုးကြီးကနေပြီးတော့ကံကောင်းမှုတွေရရှိပြီးတော့ကံကြမ္မာကောင်းနေအဲနှစ်ကောင်းနှစ်မျက်တွေနှိုးထားလိုက်တဲ့သဘောနဲ့ကံစာတာကိုတိုးတက်စီမှာအသေးချာပဲဖြစ်တယ်ဆိုတော့အင်္ဂါသမီးမိတ်ဆွေတွေဖို့၂၀၂၆မှာ ကန်စားတာကောင်းစီဖို့အတွက်ဆိုရင်လက်ရှိရှိနေတဲ့ဒီဇင်ဘာကနေပြီးတော့မတ်လတွင်ကိုရုံရုံကန်ကန်လှုပ်လှုပ်ချာချာအပြောင်းအလဲလှုပ်လိုက်ရင်ကန်စားတာကောင်းမယ်ကန်စားတာတက်နေတဲ့မိတ်ဆွေများဒီကာလအတော်တွေမှာတိုးလှုပ်လို့ကောင်းတယ်လို့ဆရာကပြောရင်2026ကိုကောင်းမွန်မှုတွေနဲ့ကြိုဆိုလိုက်ရအောင်လာပြီအတာစားတဲ့ဗုဒ္ဓဘူးဗုဒ္ဓဘူးတွေပါဆရာကိုမှတ်မိကြပါအောင်ခင်ဗျဗုဒ္ဓဘူးရာဟုသာသမီမိတ်ဆွေတွေရဲ့ကံကရောအရှင်နေဘလို့ရှိလဲ1389မှာကန်ရှင်နေမရဏရင်လာဒီအတာစားတဲ့ဗုဒ္ဓဘူးတွေအတွက်ပြောလိုက်ကြ